ဟယ်လိုအားလုံးပဲမင်္ဂလာပါမကျူရယ်တရားပါကျွန်တော်ဒီနေ့မြန်မာမျိုးတီးတင်းတဲ့ဖက်မင်နစ္စတန်မျိုးသမီးတင်းတို့ရဲ့ပွဲကိုလာကြည့်ရပါမယ်နော်တူနာကွဲမှာပွဲပြီးတုံးတက်ချက်လေးလုပ်ပေးမလို့ပါဒီပွဲစဉ်မှာမြန်မာမျိုးသမီးတင်းကရှီကိုပြတ်နဲ့အနိုင်ရခဲ့ပေါ့နော်ဆိုတော့တော်တော်လေးလေးကောင်းတဲ့ပေါ်ဖော်မန့်ပါဆိုတော့မြန်မာမျိုးသမီးတင်းကလိုင်းအထွက်လာကတည်းကဖက်မင်နစ္စတန်မျိုးသမီးတင်းကတို့ထက်အများကြီးနှိမ့်တဲ့အတင်းဆိုတာကိုခက်မှန်းမိလို့ပဲလာတော့မသိဘူးအဓိကကတည်းကအများစုကိုအနာပေးခဲ့တာကိုတွေ့ရတယ်ပြပြမေးတက်လူယွန်းဒီလာဒီနော်ထက်ထွေတို့အနာပေးခဲ့ပေါ့နော်ဆိုတော့ဒီအရန်လိုင်းအနဲ့ပဲကန်ခဲ့တာတော့မှ အာအဓိကကသာသမားဆိုတော့အာခန်းစစ်မှာဇုံရောက်ပါတယ်ခန်းစစ်မှာအဝင်းတိုင်ကတော့ပါဆိုတာတော့ပဲပေါ့ညီမတဲ့လူရှင်ပေါင်တင်ခဲ့တယ်ဒါပေမဲ့လည်းဒီလူရှင်နဲ့ပဲသမီးနစ်စတန်မြို့သမီးတဲ့အနာရဖို့ကအလုံးလောက်ခဲ့ပါတယ်ဆိုတော့ပထမပိုင်းမှာလေ၄ဂိုးအထိတွင်းသွားတယ်ဆိုတော့တွင်းလိုက်ဂိုးဒီမှာညီမတင်ရဲ့အဟွာပေါ့အာတိုက်စစ်ကဒီဝင်းဝင်းဆိုတဲ့ကလေးမှတော်တော်လေးကိုကောင်းတယ်သူတို့ပထမပိုင်းမှာလည်း hat trick ယူရတဲ့စကေးရတော့တော့နော်နော်နော်စကေးမဟုတ်ဘူးတော်တော်လေးကိုကောင်းတဲ့ performance မျိုးဆိုတော့ဒုတိယပိုင်းမှာ ပြန်ပြီးတော့မိထက်လူဝင်လာတယ်မိထက်လူဝင်လာတဲ့အချိန်မှာလည်းတိုက်စစ်ကပုံစံတစ်မျိုးထပ်ချင်းသွားတယ်ကျွန်တော်ပွဲချုံမှာပြောခဲ့သလိုပဲဒီဝင်းနေကီထုံးနဲ့ဆိုတိုက်စစ်ကိုမြန်မာတင်းကအဲဘယ်လိုပြောမလဲ position gain ဆန်ဆန်ကစားလာလို့ရပြီးမှမိထက်လူပါလာတဲ့အချိန်မှာတော့မြန်မာတင်းကတိုက်စစ်ကို transition gain ကစားလာလို့ရတယ်ဆိုတော့ပွဲတွင်းကထက်တိကယ်ကိုကြည့်မယ်ဆိုလို့ရှိရင်မြန်မာတင်းက on paper က၄၄ယောက်တန်းခန့်စစ်ကိုကစားခဲ့ခြင်းပဲမြန်မာတင်းကကစားဝဲတဲ့အချိန်မှာတော့အာဒီနောက်ပိုင်းတင်းကြီးကိုဆော့လာပုံစံတိုင်းပဲ three back ကိုတဲတယ်ဆိုတော့အဲလေမှာဒီအမ်အဲဟိုပါဘောကွင်းလင်ကဒီဖြူဖြူဝင်းပေါ့ဖြူဖြူဝင်းက ဆိုင်ဘောဆုံးခဲ့ပါဘောအနေနဲ့ကစားဝါတွေ့ရတယ်ဆိုတော့ဒါကြောင့်ဒီပွဲစဉ်မှာမြန်မာတင်းကတော်တော်လေးကိုကောင်းတဲ့ performance မျိုးပြတယ်အထူးသဖြင့်ခွင်းနယ်ကဒီရှူရှူဝင်းကောင်းတဲ့အချိန်မှာဒီ right အာညာချမ်းထွက်ကစားနေတဲ့ဒီရွှေရီထွန်းလားမသိဘူးဆိုတော့တော်တော်လေးကောင်းပါတယ်သူလည်းအဓိကကတော့ဒီတကွင်းလုံးပတ်ပြီးမွေသွားတယ်ဒီနေ့ပွဲမှာမန်တော်တမဲရဖို့ထိုက်တန်တဲ့ခြေဆွမ်းမျိုးနဲ့အာဝင်းဝင်းပေါ့ပြိတ္တတီဒီညုံညင်ချင်းခဲ့ကြတဲ့မိထက်လူတို့နော်ထက်ထဝေတို့ကဒီအရာမှာပဲပါပြီးမှာမိထက်လူကဒုတိယပိုင်းမှာဝင်လာတယ် တော်တော်လေးသူလည်းကောင်းတဲ့ performance ပေါ့တကူလည်းရသွားတယ်ဆိုတော့အဲ့ဒီကပြန်လမ်းကန်တဲ့ goal ဆိုလည်းတော်တော်လေးကောင်းတယ်မဝင်တော့တိုင်းထိသွားရပေါ့ဆိုတော့မိထက်လူလည်းတော်တော်လေးကောင်းတဲ့ performance အထူးသဖြင့်ဒီ transition game မှာကောင်းကောင်းမွန်မွန်လိုက်ပါစီမျောနိုင်တာကသူရဲ့အဓိကအားသာချက်လို့ပြောရမယ်အနောက်ထပ်ဝေးကတော့ injury ပဲရှိနေလို့လားဘာဖြစ်လို့လဲလဲမသိဘူးနိပြသူပွဲပြီးခံနေမှာထဲတောင်းအောင်မြင်ခဲ့ရတယ်ပေါ့အဲတော်တော်လေးကောင်းတဲ့ performance မျိုး99နဲ့တဲ့ပွဲလည်းနိုင်အောင်ကနေနောက်ပွဲတွေလည်းတော်တော်လေးအားရှိမဲ့ result မျိုးဆိုတော့ goal လည်းတော်တော်လေးလုံလောက် လုံလုံလောက်လောက်ရသွားတယ်လို့ပြောရမှာပေါ့ဆိုတော့ဒါကြောင့်ညီမတေးကနောက်ထပ်ပွဲစဉ်နဲ့အားရှိသွားပြီဆိုတော့ဒုတိယပိုင်းမှာမေထက်လူပြောင်းဝင်လာတဲ့အချိန်မှာလည်းညီမတေးတိုက်စစ်ကတမူတာမျိုးနဲ့ထပ်မှာကောင်းလာတယ်ပုံစံမျိုးနဲ့တန်ဖိုးပြန်တင်လာတယ်ဆိုတော့အနေထားမှာ strategy game ကိုပြန်ပြောင်းသွားတယ်ဆိုတော့နိပြတ်စက်တစ်ကလည်းဒီနေရာမှာအများကြီးရေးပါတယ်ဆိုတော့မြင်ခဲ့ရတယ်ဆိုတော့ဝင်းနေကီတွန်းနဲ့ဒီဟွာနမီထက်နဲ့လဲပြီးမှ right ချမ်းမှာဒီယူဒီလန်ပြန်ပါလာတဲ့အချိန်မှာညီမတေးတိုက်စစ်ကလုံးဝပုံစံမျိုးထပ်ပြီးချိန်သွားဆိုတော့တော်တော်လေးကောင်းတဲ့ performance လို့ပြောလို့ရတယ်ဆိုတော့90ထိုင်တဲ့ပွဲကိုနိုင်အောင်ကန်သွားတယ်အပိုင်းလည်းပြောစရာမရှိဘူးအမျိုးသမီးတင်းတင်းအနေနဲ့တော်တော်လေးကောင်းတဲ့ကစားပုံမျိုးကိုလည်းပြခဲ့ ඩෙස්ම පිට කළ හන ගේ ඇස චින බය ඩාලචන පදදිරවා.